လေစာအပ်ပါတော့အာကသချစ်ပရိသတ်များခင်ဗျာဒီနေ့ကျွန်တော်သုံးသပ်ပေးမယ့်အကြောင်းအရာကတော့မြန်မာခုံဆောင်အာကသသမားတန့်စင်ရဲ့အာဇာခီလက်နဲ့အောင်မြင်မှုအတွက်တင်ဆက်ရမယ့်အချက်များပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့နည်းနည်းထွတ်ထွတ်အပ်ပေးမှုများနဲ့ကြံပြုချက်များပေါ်အခြေခံပြီးရှင်ကြီးပြုမှာစွာတင်ပြပေးသွားမှာပါဆန်အင်းနဲ့တွေးလင်းထက်တို့ရဲ့ရှင်မြတ်ဘွေကကြီးစုသူပရိသတ်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်ပရိသတ်တို့ဦးသုံးသပ်ထားသလိုပဲဘွေအစပိုင်းမှာတွေးလင်းထက်ကထူးထမှုကောင်းကောင်းနဲ့ ိရပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြန်ဘက်ကပြန်တက်ခဲ့တဲ့အခါမှာတော့တွင်းရင်းထက်အနေနဲ့စစ်မင်းကြီးမတက်ဖြစ်သွားတာပြရာခက်နေတာမျိုးတွေဂျာတွေဟာပြင်ဆင်ရမယ့်အနေချက်ဖြစ်ထောက်ပြထားတာကိုသိထားမိပါတယ်။သို့တော်လည်းတွင်းလင်းထက်ရဲ့လက်ပြတထောင်လိုမျိုးထိချက်ပြင်းတဲ့တနက်တွေကိုပြည်သက်တွေကသဘောကျပြီးအပိခဲ့ကြပါတယ်။အလဲထိုးမခံရဘဲအမှန်နဲ့သာရှုံးနေခဲ့တာလည်းသူ့ရဲ့ဇွဲတတိကိုပြတ်တရရောက်ပါတယ်။ပြည်သက်အချို့ကတန့်စင်ကတွင်းလင်းထက်လောက်ခဏရာမရှိဘူး။ တစ်ချက်လောက်ထင်ပြော့သွားတက်တယ်လို့ထောက်ပြထားတာကိုလေးနဲ့စဉ်းစားပြီးခဏရင်းနဲ့တက်လုံပိုင်းတွေကိုစနစ်တကျမြင့်တင်သွားဖို့လိုအပ်လာပါတယ်ပြည်သက်များရဲ့အပိစကားတိုင်းတန်းစင်ကလက်ရှိထိုင်းနိုင်ငံမှာတွားရောက်ပြီးစူပါလက်ဂျင်မှာစနစ်တကျလက်ချမှုတွေပြုလုပ်နေတယ်ဆိုတာကိုကြားသိရလို့ဝန်သားအားရဖြစ်ရပါတယ်ကမ္ဘာအဆင့်မီနီးစနစ်တွေနဲ့လက်ချင်းခွင့်ရခြင်းဟာတန်းစင်ရဲ့ကစားသမားဘဝအတွက်ဖူးမဖြစ်နိုင်တဲ့တိုးတက်မှုတွေကိုရရှိစေမှာသိကြပါတယ်တကယ်လို့များတန်းစင်နဲ့ ထိုင်းတနအီလာလက်ဝတ်ကျော်ကြီးဖြစ်တဲ့ဆန်အီတို့ပွတ်တက်ပြီးမဲ့ဆိုရင်ချီလိုကောင်းမဲ့ပွဲတပွဲဖြစ်လာမှာပါတန့်စင်ထိုင်းမှာလက်ကျင့်ထားတဲ့အတွေ့အကြုံတွေနဲ့ဆိုရင်ဆန်အီလိုလက်ဝတ်ကျော်ကြီးတူဦးကောင်အတားလေးနိုင်လိမ့်မယ်လို့ပြည်သက်တူကဂျုံကြီးချက်ဖြစ်နေအပ်ပြနေကြပါတယ်ဒီလိုလက်ဝတ်ကျော်ကြီးနဲ့ရှင်ပြန်ရချင်ဟာတန့်စင်အတွက်အကောင်းဆုံးစိန်ခေါ်မှုနဲ့တင်ကန်းစာတွေကိုရရှိစေမှာဖြစ်ပါတယ်သို့တော်လည်းအောင်မြင်မှုစီဥတ္တရာလက်မှာတန့်စင်အနေနဲ့ပြင်ဆင်ရမယ့်ရေးကြည့်တဲ့အချက်နှစ်ချက်ကို ပြည်သက်တွေကအကောင်းဆုံးထောက်ပြထားပါတယ်။ဒါတွေကတော့လော်ဒဂျီဆွတ်တက်တဲ့အကျင့်ရယ်ပြန်မက်ကိုရှော့တက်တဲ့အကျင့်ရယ်ဖြစ်ပါတယ်။ဒီအကျင့်စိုးတွေကိုပြင်ဆင်ပြီးတီတီငင်ငင်တွေးအေးအေးနဲ့ထိုးတက်နိုင်မယ်ဆိုရင်သူ့ရဲ့အရေးချင်းတွေအပြေအဝထွက်ပေါ်လာမှာပါ။ပြည်သက်တို့ကတန့်စင်ဟာဝမ်ချမ်ပီယံရှစ်မှာထိုးနေတဲ့မြန်မာဘယ်ကစားသမားထက်မဆိုအောင်မြင်နိုင်ချေပိုများတယ်လို့ဂျုံကြီးချက်အပြည့်နဲ့ပြောကြတာတန့်စင်အတွက်တမိုးမဖြစ်နိုင်တဲ့အပြင်းအထန်တစ်ခုပါပဲ။နေရွယ်တဲ့အသက်ရွယ်နဲ့ထိုင်းမှာစနစ်တကျလက်ကျင့်နေခြင်းဟာ သူ့အတွက်အခွင့်အလမ်းကောင်းနေပါပဲနီကုံချုပ်အနေနဲ့ပြောချင်တာကရှုံးနေမှုတွေဟာအခစားသမားတို့အတွက်သင်ခန်းစာတွေပါအပေးနေတဲ့ပြည်သက်ကြီးတွေရဲ့အကြံပြုချက်အတိုင်းအားနည်းချက်ကိုပြင်ဆင်ပြီးခန္ဓာရည်ကိုမြင့်တင်ကတည်ငြိမ်တဲ့စိတ်နဲ့ထိုးသက်မယ်ဆိုရင်ခြားသာခြားညီလေးတန့်စင်ကြီးလို့အပေးနေတဲ့မြန်မာပြည်သက်များရဲ့နှုံနှင်းချက်ကိုကောင်းလေဖွင့်နိုင်မဲ့မြန်မာခုဆောင်လို့ဝိသမတို့အဖြစ်ကဘာမှာထွန်းလင်းနိုင်မှာဖြစ်ကြောင်းယုံကြည်စွာဆန္ဒပြုရင်နီကုံချုပ်လိုက်ပြစေတန့်စင်ရဲ့နောက်လာမယ့်ပွဲစဉ်တွေနဲ့ သူ့ရဲ့အာဏာချက်တွေကိုပြင်ဆင်နိုင်မှုပုံမှာပြည်သက်ကြီးတို့အနေနဲ့ဘယ်လိုများသုံးသပ်မိပါသလဲဆွေးနွေးပေးကြပါဦး